။တန်တရာတဲကအမားတွေကြောင့်လူတွေဟာမမကန်နဲ့လူရတဲ့ကုသကံအကုသကံတွေလုတ်ပြီးတော့တန်တရာတဲမှာတဝဲလည်လည်နဲ့ဒုက္ခခံနေကြ။ဒီထဲမှာဒီကနေ့ခေတ်မှာတတိပြုစရာလေးတစ်ခုလည်းပဲမသားဖို့လိုအပ်တယ်တတိပြုစရာကဘာလဲလို့ဆိုလို့ရှိရင်เนาะ တိုက်ဆိုင်မှု အမားလေးကိုလည်းတတိထားဘူးဒီလုံရတခုဟာမားတဲ့မှန်နေဆိုကိုအထင်နဲ့ကိုအမြင်နဲ့မဆိုင်ဘူးအမှန်တရားသည်အမှန်တရားအနေနဲ့ရှိတယ်အဲ့ဒါကိုတိုက်ဆိုင်မှုနဲ့ယုံကြည်မှုတွေဖြစ်သွားပြီးလူတွေဟာအမားကို အမှန်ထင်ပြီးတော့လုံမိတဲ့အခါမှာဆင်းရဲဒုက္ခရောက်ကြတာလေးကိုပုံပြင်လေးတစ်ခုအနေနဲ့မှတ်သားကြည့် မှတ်သားကြည့်ဖို့ဒီကနေ့ခေတ်မှာလည်းသတိထားเสียပါဘောတိုက်ဆိုင်မှုတွေကအလွန်များတယ်950ထဲမှာပါတဲ့ဆလံကလေးတစ်ပုဒ်ပေါ့ဒီကနေ့ခေတ်နှိုင်းရှင်ပြီးပြောရမယ်ဆိုရင်ခြေနံပါတ်ပေးလို့ပေါက်သွားရင်မှန်လိုက်တာဆိုရင်တိုက်ဆိုင်မှုပေါ့နော်။နောင်လေးပဲ သူပေးရင်မှတ်နယ်လို့ထင်ပြီးတော့လူတွေကဆွဲလန်းတတ်ကြတယ်ပေါ့ဒါတွေကတိုက်ဆိုင်နေလို့ပြောတာအမှန်တရားမဟုတ်တိုက်ဆိုင်လို့ဖြစ်တဲ့အရာတွေဒီ950ဇာတ်ထဲမှာပါတဲ့အကြောင်းအရာလေးတခုဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ဓမ္မတုတ္တရှင်လည်းမအသိပညာဘုဒ္ဓတရားပေါ်ရာတရားတော်များကိုရှားခွင့်ပြီးတဝေပင်းခြင်းဖြစ်ပါတယ်ကိတဝိသဆိုတဲ့ယသိတဘာဟာဒဏ္ဍကိဆိုတဲ့ဘယင်ကြီးရဲ့နိုင်ငံဘက်ကိုသွားပြီးတော့ကုံမဝတိဆိုတဲ့မြို့တဲကမြို့ကဥယျာဉ်တစ်ခုထဲမှာအေးအေးဆေးဆေးအဲ့ဒီမှာနေထိုင်နေပေါ့ အဖြစ်ပြက်ကဘလို့ဖြစ်တုံးယတိသူတော်စင်တောကိတံဝိဆာလို့ဆိုတဲ့တိုင်ခန္ဓာကိုယ်ကပိန်နေရေမိုးချိုးတာမရှိသေးတဲ့အတွက်ကြောင့်အနေထိုင်ကညင်ညစ်ဆုပ်ဆုပ်ဖြစ်တယ်ယတိဆိုတဲ့သဘောကသဘင်းလေးကိုကောင်းလျှော်တာလည်းမရှိဘူးဖြေးတာရှင်းတာလည်းမရှိဘူးဆိုရယ်ဆန်ချစ်လို့ထုံးထားတဲ့ဟာဖြစ်တယ် အဲ့ဒီယသိဥယျာဉ်ထဲမှာသူ့ဟာသူအေးစေးစေးတရားနဲ့နေတဲ့ယသိကိုတနေ့ကျတော့မဖြစ်လာလဲဆိုတော့ဒဏ္ဍကီဘယင်ကြီးကရှေးခေတ်မှာ အချောဆုံးအလှဆုံးအမျိုးသမီးတွေကိုပြည့်တစားဆိုရရဒုခန့်ထားတာရှိတယ်ဒါသူတို့ခေတ်ကနော်အချောဆုံးအလှဆုံးအမျိုးသမီးတွေဟာကန့်ဆိုးရှာကြတယ်သူတို့ဟာ ဘုံဆိုင်သဘောမျိုးဖြစ်သွားတယ်တရက်တော့အဲ့ဒီပြိတ္တာဘယင်ကယာဒုခံထားတဲ့အမျိုးသမီးကိုအကြောင်းတစ်ခုကိုကြောင့်ဘယင်ကြီးကယာဒုကချလိုက်တယ်ယာဒုယာဒုပေးထားတယ်ဆိုတော့ဘယင်ကငွေကြေးတနနဲ့နေရာထိုင်ခင်းနေပေးထားတယ် ရာထူးပြုတ်သွားပြီဆိုရင်ငွေကြေးလည်းမရဘူးနေရာလည်းမရအဲ့ဒါလို့ဖြစ်သွားတော့သူကဥယျာဉ်နဲ့ရောက်ဥယျာဉ်နဲ့ရောက်တော့ခုနရသေးကိုမြင်တယ်မြင်တဲ့အခါမှာဘလို့အတွေးပေါက်တယ်လဲဆိုရင်ငါဟာဆက်ဆုပ်เสียချက်သေးမရှိတဲ့ရသေးကိုတွေးရတယ် အဲ့ဒီစိတ်တည်းမရှိတဲ့ယသိကိုယသိရဲ့ခန္ဓာကိုယ်ငါမှာဒီဘယင်းကြီးကရာထူးချလိုက်တော့သူကံဆိုးနေတယ်အဲ့ဒီကံဆိုးနေတဲ့အရာတွေကိုဒီသူရုပ်ပေါ်မှာတတွေးထွေးလိုက်ရလို့ရှိရင်ငါကံนี่ပြန်ကောင်းလိမ့်မယ်လို့ယူဆတာလူလောကဆိုတာအထင်းနေတော်တော်ဆိုး နော်မှရွေးနေအတွေ့သူယုံမာကိုတတွေးထွေးလိုက်ရလို့ရှင်သူခေါင်းကိုတတွေးထွေးလိုက်လို့ရှင်ငါဟာကံကောင်းလိမ့်မယ်ငါရဲ့ကံစိုးတွေပျောက်သွားလိမ့်မယ်သူ့ပေါ်ကိုကုပေးလိုက်မယ်ပေါ့အဲ့လိုအတွေးနဲ့သူဟာရသည့်ရဲ့ခေါင်းပေါ်ဆန်းချစ်แท้ကိုတတွေးထွေးထဲလိုက် အဲ့လိုတတွေးထွေးပြီးတော့သူ့ကိုသူကံကောင်းပြီဆိုတော့ပြည်သူစာမစိတ်ကထင်သွားတဲ့အချိန်လေးမှာဘီကြီးကလိုက်ရှာခေါ်ပြီးတော့သူ့ကိုရာထူးပြန်ခံလိုက်တယ်တိုက်ဆိုင်သွားတာเนาะတိုက်ဆိုင်သွားတယ်အဲ့သူ့စိတ်ထဲမှာဘာဖြစ်သွားလဲဒီယသိကိုတတွေးထွေးလိုက်ရလို့ယသိခေါင်းကိုတတွေးထွေးလိုက်ရလို့သူ့ဟာရာထူးပြန်ရတယ်လို့ယူဆသွားတယ် အဲ့ဒါကြောင့်မို့တိုက်ဆိုင်မှုတွေကိုထုသတိထားဖို့လိုအပ်တယ်။ကိုလုပ်တဲ့အလုပ်ဒီမကောင်းတဲ့အလုပ်မဖြစ်စေဘူး။တိုက်ဆိုင်မှုတွေဆိုတာရှိတယ်ဆိုတာသတိထားဖို့။သူဟာမဟုတ်တာလုပ်ပြီးတော့မဟုတ်တာလုပ်လို့ကံကောင်းတယ်လို့တိုက်ဆိုင်မှုအပေါ်မှာယုံကြည်လိုက်တာ။သူရုပ်ပြန်ရသွားပြီ။ထို့တူပဲ သူယာရုပြန်ရပြီတဲ့နောက်မှာပရောဟိတ်ကြီးကလည်းယာရုပြုတ်သွားတယ်။ယာရုပြုတ်သွားတော့ပရောဟိတ်ကငါနှမငါလည်းယာရုပြုတ်တယ်ဘာလို့ရမလဲ။လွယ်ပါလေ။ဟိုဥယျာဉ်ထဲကယသေးယုတ်ရဲ့ခေါင်းကိုသွားပြီးတော့တတွေးထွေးလိုက်။ယာရုပြန်ရတယ်။ရေရေဟာခြေတာပေါ့နော်။ရေရေဟာခြေတယ်။ ရေရာချီရာဆိုတာဗမာရိမာသာရှိတာမဟုတ်ဘူးတခြားနိုင်ငံမှာလည်းရှိတယ်အင်္ဂလိပ်လိုရေရာချီရဲဆိုတဲ့စကားလုံးကိုသိကျင်လို့ရှင် ပြောပြမှာရေရာချီရဲဆိုတာမကောင်းတဲ့ကံတရားတွေကိုကောင်းအောင်ပြန်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်သူတို့ကျတော့ဘလို့သုံးလို့ဆိုရင်နော် keeping bad luck away bad luck ဆိုတာမကောင်းတဲ့ကံတရားတွေကိုတခြားကိုပို့ထားတယ် keep bad luck away ဆိုအဲ့ဒါရဲရဲချေတယ်ဒုတိယကံမကောင်းဘူးဆိုရင် မကောင်းတဲ့ကံတွေကိုအဝေးပို့ထားတာဒါရဲရဲချေတယ်ကိုအဲ့ဒီပုံနာကြီးရာထူးပြုတ်သွားတော့ကံမကောင်းဘူးသူလည်းရဲရဲချေလို့ရှိရင်ရာထူးပြန်ရလိမ့်မယ်ဆိုရင် ခခဲလဲခြေနေကြတာပဲရေရရတယ်အဲ့တော့ကောင်းတဲ့နဲ့ခြေရင်တော့ကိစ္စမရှိဘူးမကောင်းတဲ့လှုပ်တွေလှုပ်ခြေမဲ့ဆိုရင်ဆိုးကျိုးကလာနိုင်တယ်ပေါ့အဲ့တော့ဒီပရောဟိတ်ပုံနာကြီးကပြိတ္တဇာမပြောတယ်လွယ်ပါတယ်ရာထူးပြန်ရခြင်းအဲ့ဒီဥယျာဉ်ထဲကယသိခေါင်းသွားပြီးတော့တတွေးထွေးဆိုတော့ပရောဟိတ်ကြီးကလည်းရာထူးပြန်ရခြင်းလို့သွားလှုပ်ပြန်တယ် ဟိုယသိကတကယ်သူတော်စင်ကြီးသိခံနေတာဘာမှမလုပ်ဘူးတရွေ့ထွေးလိုက်တရွေ့ထွေးပြီးမကြရင်နောက်တည့်ဘုရင်ကြီးကခေါ်ပြီးသူ့ရာထူးပြန်ပေးတယ်ဟာကံကောင်းသွားပြီရေရရာကြည်သွားပြီယူဆပြန်တိုက်ဆိုင်မှုနော်တိုက်ဆိုင်မှုကိုမှန်တရားလို့ယူဆပြီးတော့သွားကျင့်တတ်နေစစ်ပွဲကြုံလာတဲ့အခါမှာအဲ့ဒီဘုရင်ကြီးကစစ်တိုက်ထွက်ရမယ် စတိုက်ထွက်ရမယ်ဆိုတော့ပရောဟိတ်ဗုဒ္ဓရအကြံပေးတယ်ရှင်မင်းကြီးစစ်ပွဲအောင်ရင်သလားအောင်ရင်နေစစ်ပွဲအနိုင်ရချင်လို့ရှိရင်အဲ့ဒီရသေးကောင်းသွားပြီးတတွေထွေးတတွေထွေးရင်စစ်ပွဲအောင်လိမ့်မယ်လူဆိုတာကောင်းတယ်ဆိုရင်သွားလောက်တာပဲလေအသိဉာဏ်မရှိတော့ဘယင်းကြီးရောစစ်ထွက်မဲ့ တတာရီရောအလုံးဥယျာဉ်နဲ့သွားစစ်ထွက်တော့မဲ့အချိန်မှာဥယျာဉ်နဲ့သွားသွားပြီးတော့ရသေးခေါင်းကိုတရွေးတွေနဲ့ထွေးကြတာရသေးကြီးကတော့ဒီတိုင်ပဲတိခ္ခာနိရှာတကူလုံးဟာတရွေးတွေနဲ့ပွတ်ပြီးတော့ရတဲ့ဟာခြေထားလိုက်ကြတာအဲ့ဒီလုပ်ပြီးဘုရင်ကြီးကစစ်ထွက်သွားတဲ့အခါ တိုက်ဆိုင်မှုနဲ့ဟိုကြတော့စစ်ပွဲအောင်လာပြန်နော်စစ်ပွဲအောင်လာဒါတွေကရှင်သေးကြီးကိုတရွေးထွေးလို့အောင်နေလို့သူတို့ကထင်းနေကြအမှန်ကတော့တိုက်ဆိုင်မှုတက်တက်တာဖြစ်တယ်ပေါ့ပြန်လာတဲ့အခါကျတော့အောင်မွေးရလာပြီဆိုတော့စစ်သူကြီးကတော့စဉ်းစားဉာဏ်ရှိတယ် စဉ်းစားဉာဏ်ရှိတော့ယသိကြီးစီသွားပြီးစိတ်မကောင်းစွာနဲ့ရှင်မိုးချူပြီးတော့တရွေးတွေထွေးထားတာတွေကိုတုတ်တင်ရှင်နေပေးတယ်ပေးပြီးတော့ယသိကြီးကိုလျှောက်တယ်ရှင်ယသိကြီးတိုင်းပြည်ဘာဖြစ်နိုင်တော့ဆိုတော့ယသိကြီးကပြောတယ်အေးငါကတော့အလုံးပေါ်မှာတိခဏနဲ့ခွင်လွတ်တယ် ဒါပေမဲ့လို့နတ်တွေကစိတ်ဆိုးနေကြပြီနတ်တွေကအစီဝေးထိုင်နေပြီဒီတိုင်းပြည်တစ်ခုလုံးကိုမြေမြုပ်ပြစ်မယ်ဆိုပြီးတော့အစီဝေးဆုံးဖြတ်ထားပြီနော်သူတို့လောက်ရက်ကိုတိုင်းဆိုင်မှုကြောင့်ခဏတပြုတ်ကောင်းသွားတာကိုသူတို့အကောင်းထင်နေကြတယ်နတ်တွေကစိတ်ဆိုးနေပြီဒီတိုင်းပြည်ကြီးကိုဖျက်ဆီးလိုက်မယ်ဆိုတော့ စသူကြီးဟာသူသားမယာမိသားစုပစ္စည်းဥစ္စာတွေကိုယူပြီးတခြားတိုင်းပြည်ဘက်ကိုထွက်ပြေးသွားတယ်ခொနည်းမြောက်တဲ့အခါကျတော့ကောင်းကင်ရံကသဲလေးတွေအပေါ်အနေပြီးတော့မိုးပေါက်မဟုတ်ဘဲနဲ့သဲမုံလေးတွေရွာချလာသဲမုံလေးတွေကတန့်ပြန့်ပြီးတော့နေတော့မြေပြင်းလေးပေါ်မှာလည်းအကုန်လုံးတန့်ပြန့် သဲမုံလေးတွေခင်းထားသလိုပဲတန့်ပြသဲမိုးရွာပြီးတဲ့အခါကျတော့ပန်းမိုးတွေရွာလိုက်တယ်လူတွေကဝမ်းသာကြတယ်မြေကြီးကလည်းတန့်နေတယ်မွေးကြိုင်နေတဲ့ပန်းမိုးတွေကလည်းကောင်းပေါ်ကကျလာတယ်ခြေနဲ့နေကြတာလူတွေကပျော်လဲကြတာခဏနေတော့ဒီငွေကြီးတနာဒင်းကကျွာချပြန်တယ် တမိုးသိမကြည့်တဲ့တင်ကားလေးတွေရွာချလိုက်တယ်။အာအလူရဲ့လူတွေကတင်ကားတွေရွှေတင်ကားတွေကိုကောက်ကြတယ်။ငါတို့ဟာကံကောင်းတာဒီရသေးရုပ်ကြီးကိုလှုပ်လို့ငါတို့ကံကောင်းလာကြပြီလို့စိတ်ထဲမှာထင်နေကြတယ်။တင်ကားမှုတွေရွာချပြီးတဲ့အခါမှာကောင်းကင်ယံကလက်ဝတ်ယရနာတွေချလာကြတယ် ရှူကြတယ်လူတွေပြောကြလက်ဝတ်ယရနာတွေဝိုးကြစားကြနဲ့သိမကြဘူးလက်ဝတ်ယရနာတွေလောဘနဲ့လူတွေဟာအိမ်ထဲမှာတယောက်မှမရှိအပြင်ထွက်ပြီးတော့နောက်ထပ်ဘာလာအောင်လဲလို့မျောနေတဲ့အချိန်မှာမိကြီးကလေးတွေပေါ်နေကြလာအဲကြတော့လောင်မီတကူလုံးအကုန်လောင်တာဘယ်သူမှပြေးမလို့တော့ဘောမိကြီးကလေးတွေရွာချပြီ ပြီးတဲ့အခါကျတော့ဓာမိုးလှမိုးတွေကြွလာပြီအကုန်လုံးသရှိတရဝါတွေအကုန်လုံးဓာရီလှန်နေနဲ့ခုတ်ဖြတ်ပြီးတော့လူတွေဟာပိုင်းပိုင်းတစ်တစ်ပြတ်ပြီးအဲ့ဒီဘဝရောက်ပြီးသေဆုံးကုန်ညာအဲ့ဒီအချိန်ကျတော့မှသေမိုးကြီးတစ်ခါထပ်ရွာချသေမိုးကြီးရွာပြီးတော့လူတွေကောင်းတွေကိုအကုန်လုံးဖုံးပစ်လိုက်တယ်ဖုံးပစ်လိုက်တဲ့အခါ အဲ့ဒီမြို့ကြီးတစ်မြို့လုံးဟာမြို့ပြက်ကြီးမြေပြင်ကြီးတစ်ခုဖြစ်သွားတယ်အာလုံးဟာမြေကြီးတွေပါမြုပ်ပြီးတော့အလောင်းတွေပါ ဖုံးပြီးတော့အာလုံးဟာပျက်စီးဆုံးရှုံးသွားတယ်ဘာတစ်ခုမှမကြံအောင်အကုန်လုံးဖုံးပြစ်လိုက်တယ်နတ်တွေကသူတော်ကောင်းကိုပြင်မာတဲ့လူတွေကိုဒဏ်ခတ်တဲ့အနေနဲ့လှုပ်လိုက်တာပဲဖြစ်တယ် ဒါဟာတိုက်ဆိုင်မှုကိုအကောင်းထင်ပြီးတော့မဟုတ်တာတွေလုံးလွင်ရှင်လဲကောင်းကျိုးရတယ်လို့လူတွေကယူဆကြတယ်အဲ့ဒါရဲ့အပြစ်ဒဏ်ကိုခံလဲရလို့ဒီကနေ့ထိအဲ့ဒီနေရာမှာသဲပြင်းကြီးတောအုပ်ကြီးအနေနဲ့သာရှိတယ်မြို့ပြန်မဖြစ်တော့ဘူးတဲ့အဲ့ဒီနေရာမှာဒါက950ဇတ်ထဲမှာတရပင်ကဇတ်ဆိုတာရှိတယ် အဲ့ဒီလိုမိုးရီမရွာခင်ခုနကယသိကြီးယသိကြီးကိုသူတို့ရဲ့ခေါင်းဆောင်ဆရာယသိကြီးကတမ္မာရဲ့ယသိလေးယသိနှစ်ပါးကိုထမ်းစင်နဲ့လွတ်လိုက်ပြီးတရွေထွေးခံရတဲ့ကိတဝိဆာယသိကိုဝေးဟာကိုတည်ဆောင်သွားတယ်အဲ့ဒီယသိလေးတည်ဆောင်သွားရောခုနလိုမိုးရီအမျိုးမျိုးရွာချပြီး လူတွေအလုံးသိဆုံးသွားကြတယ်ဒါဟာတိုက်ဆိုင်မှုလို့တိုက်ဆိုင်မှုကိုဟုတ်ထင်ပြီးတော့မှားရွေးမှုတွေကိုလုံးဆောင်ကြလို့ဒုက္ခရောက်တယ်ဆိုတာသင်္ကန်းစာအနေနဲ့မှတ်သားဖို့လိုအပ်တယ်မှားရွေးမှုအမှား၃မျိုးအမှားမှားခြင်းအတိမှားခြင်းအမြင့်မှားခြင်းဆိုတဲ့ သိညာဝိပ္ပလသစိတ်တဝိပ္ပလသဒိဋ္ဌဝိပ္ပလသအာနိစ္စကိုနိစ္စလို့ဒုက္ခကိုဒုက္ခလို့အနတ္တကို အတ္တလို့အတုဘကိုသုဘလို့အထင်မှားခြင်းအမြင် အမှတ်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းဆိုတဲ့၃မျိုးနဲ့အကြောင်းအရာ၄မျိုးကိုမျှောက်လိုက်တဲ့အခါမှာဝိပ္ပလသ မာယွင်ချင်း12မျိုးဆိုတာတန်တရာထဲမှာရှင်းနေကြတဲ့ပုဂ္ဂိုလ်တွေရှင်းနေနှလုံးထဲမှာဖြစ်တတ်တဲ့အမှားတွေပဲဖြစ်တယ်။အဲ့ဒီအမှားတွေကိုသမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါစာသမာကမ္မန္တသမာအာစီဝသမာဝယမသမာတတိသမာသမာဓိဆိုတဲ့သီလသမာဓိပညာမကင်ရှိဖြာအကျင့်တရားဖြင့်ဖယ်ရှားနိုင်မှသာလဲ။ အမှားတန်တရားကတွံ့မြောက်နိုင်မှာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အမှားရင်းကိုမှန်ထင်းနေပြီးလှုပ်ဆောင်သမျှဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတတ်တာဖြစ်သောကြောင့်မြတ်ဗုဒ္ဓရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာမိမိတို့ကိုယ်တိုင်အမှားကိုအမှားလို့သိဖို့အမှန်ကိုအမှန်လို့သိဒီအသိကိုရအောင် ကြိုးစားအထောက်ကြဲအမှဖြစ်တယ်လို့ကိုစီကိုစီတတိထားပြီးအမှားနဲ့အမှန်ခွဲခြားသိပြီးအမှားကိုရှောင်ရှားလို့အမှန်တရားကိုကြိုးစားနိုင်အောင်တတိဆောင်၍ကျင့်ကြံကြိုးကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝများစွာတတဝများစွာ ပေးရန်ကွာချမ်းသာကြပါစေသတ္တဝါများစွာပေးရန်ကွာချမ်းသာကြပါစေမေတ္တာရေးချမ်းသုံးငါဖြံသုံးငါဖြံဉာဏ်ကြပါစေဉာဏ် မေတ္တာရေကြံမေတ္တာရေကြံသုံးငါဖြံသုံးငါဖြံဉာဏ်ကြံကြပါစေဉာဏ်ကြံပါစေတရှိကြံမာတရှိကြံမာစိတ်ချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေလူရဆန္ဒပြေပါစေတရှိကြံမာတရှိကြံမာစိတ်ချမ်းသာ လူရစန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗေတမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာဏယန္တုတာရောဓမ္မောတရံလောဘဒောတာမောစိတ်တော်ကင်းပြောက်ကြည်ဤတရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့် ဝိသတဗေပူဇာဉ္ဇောကိလေသာစေတောဟုသမယတို့သည်တမုဟတာပိကြဘဲတွင်ရေမတင်တကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစစ်စစ်မသိဖြစ်ကြပါစေကုန်တည်းအဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းတည်ခြင်းလဲရှင်းထသောတိတိယံကိနိတောပုခန္တိကိဉ္ဉာအစစ်ဖြစ်ပေထသော နိဗ္ဗာန်ံနိဗ္ဗာန်ဟုခေါ်ဣပြုရောတို့သာရဝတ္တရာချက်ခင်စိတ်ကောင်းဝိညာသူရောစဉ်များတို့သည်ရှင်တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်တည်း